ဒေါက်ခလက်စကန်များတွင်နေထိုင်တဲ့မြန်မာနိုင်ငံသားများကိုထိုင်းတွင်အလုပ်လုပ်ကိုင်းခွင့်ပြုလိုက်ပြီးကမ္ဘောဒီးယားလူသားများခေါ်ယူရမလို့အကြောင်းထိုင်းဝန်ကြီးချုပ်တဲ့အနုထင်ကပြောကြားကြောင်းဘန်ကောက်ပို့စ်ကသတင်းဖော်ပြပါရယ်။ထိုင်းမြန်မာနယ်စပ်ရှိဒေါက်ခလက်စကန်ကိုကူမှနေထိုင်တဲ့မြန်မာဒုက္ခသည်များကိုလာမယ့်တစ်နှစ်အတွင်းထိုင်းနိုင်ငံမှာတရားဝင်အလုပ်လုပ်ကိုင်းခွင့်ပေးမယ်လို့ထိုင်းဝန်ကြီးချုပ်ကဗုဒ္ဓဟူးနေ့မှာပြောကြားပြီးကမ္ဘောဒီးယားလူသားများကိုပြည်လဲခေါ်ယူရမလို့အဖို့လို့သတင်းမှာဖော်ပြထားပါရယ်။အော်တိုဘားတရားမှစတင်ပြီးဒုက္ခသည်များကို၎င်းတို့ရဲ့စကန်ပြပမှာတစ်နှစ်လုပ်ကိုင်းခွင့်ပေးထားကြ ောင်းဝန်ကြီးချုပ်ကပြောကြားပါရီအဲ့လောက်ခွင့်ပြုရမှာထိုင်းနိုင်ငံဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာမှုများကိုလိုက်နာပြီး စီမင်းများနှင့်ဥပဒေများကိုနာခံတဲ့ဒုက္ခသည်များအတွက်အခွင့်အလမ်းများဖွင့်ပေးခြင်းဖြစ်က၎င်းတို့အတွက်အထောက်အကူဖြစ်နိုင်ကြောင်းဝန်ကြီးချုပ်ကပြောကြားပါသည်။အလို့ရှင်များကလည်းမြန်မာဒုက္ခသည်များအတွက်တက်တာချောင်းချီရေးနှင့်အလို့သမားဥပဒေများနှင့်အညီထောက်ပံ့ငွေများပေးမှုပေးမှာဖြစ်ကြောင်းအမခန့်ချက်ပေးခဲ့တယ်လို့သတင်းမှာဖော်ပြထားပါသည်။ဒီလူသမားတွေဟာတရားဝင်လူသမားတွေဖြစ်လို့အကာအကွယ်ရလိမ့်မယ်လို့ဝန်ကြီးချုပ်ကပြောပါသည်။အလို့ရောဂိုင်းခွင့်ဟာ ပြည်နယ်လေးခုရှိဒေါခဒစကန်၉ခုရှိမြန်မာနိုင်ငံသားများနဲ့သက်ဆိုင်ပြီး၎င်းတို့ဟာမြောက်ပိုင်းအလဲပိုင်းလွင်ပြင်းနဲ့အရှေ့ပိုင်းရှိပြည်နယ်၄၃ခုမှာအလုံးလုံးနိုင်တယ်လို့၎င်းကဆိုပါတယ်။ထိုင်းလိုတမဝန်ကြီးဌာနရဲ့အဆိုအရတောက်ခိုင်မဲဟောင်းဆောင်မလေးကိုရချာပူရီတို့မှာတစ်ခုစီရှိပြီးမှတ်ပုံတင်ထားတဲ့ဒုက္ခသည်၄သိန်း၂၄၆၀၀တအူးရှိပါတယ်။ ကမ္ဘောဒီးယားနဲ့တနမိတ်ချင်းပဋိပက္ခကြောင့်ကမ္ဘောဒီးယားလုံတမသိန်းနှဲချီနေရဲ့နိုင်ငံတို့ပြန်လည်ထွက်ခွာသွားခဲ့ပြီးပြန်မလာပါကကမ္ဘောဒီးယားရှိ၎င်းတို့ရဲ့ပိုင်ဆိုင်မှုများကိုဆုံးရှုံးရမယ်လို့ပြည်အပြေခံခဲ့ရတယ်လို့ဘန်ကောက်ပို့စ်မှာဖော်ပြထားပါတယ်။